စစ်အဆုံးသတ်ရင်ထရန့်နဲ့အတူလှုပ်ဆောင်ဖို့ယူကရိန်းသမ္မတသဘောတူယူကရိန်းကရုရှားနဲ့စစ်ကိုမြန်နိုင်သမျှအမြန်ဆုံးအဆုံးသတ်ဖို့အစဉ်သက်ရှိပြီးအမေရိကန်သမ္မတထရန့်ရင်ခိုင်မာတဲ့ခေါင်းဆောင်မှုအောက်မှာညဉ့်ဉန်းရေးသဘောတူညီချက်ရအောင် အလုပ်လုပ်လိုပါတယ်လို့သမ္မတဗိုလ်လိုဒီမာဆီလမ်စကီကအင်ကာနေမှာပြောလိုက်ပါတယ်တောက်ကြနေတုန်းကအမေရိကန်သမ္မတထရန့်နဲ့အဆင်မပြေဖြစ်ခဲ့တာကိုအစိမ်းမကောင်းဖြစ်မိကြောင်းလဲဆီလမ်စကီကဆိုပါတယ် ယူကရိန်းရဲ့မြေရှမ်းတပ်တွေကိုရေရှည်ထုတ်လုပ်ပိုင်ခွင့်အမေရိကန်ကိုပေးတဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့သူအဆင့်အဖြစ်မြဲဖြစ်နေပါတယ်လို့လည်းစီလမ်စကီကဆိုပါတယ်။ဒီပဋိပက္ခကိုအဆုံးသတ်တာဟာရုရှားအတွက်အကောင်းဆုံးအကျိုးစီးပွားဖြစ်တယ်လို့ယူကရိန်းနဲ့အမေရိကန်အတွက်လည်းအကောင်းဆုံးအကျိုးစီးပွားဖြစ်တယ်လို့ယုံကြည်ကြောင်းအမေရိကန်ဒုတိယသမ္မတဂျေဒီဘက်က VOA ကိုအင်္ဂါနေ့ကပြောပါတယ်။နှစ်ပေါင်း340ဆင့်မတိုက်ပူကြတဲ့တိုင်းပြည်တွေက စစ်သား2000ချထားတာထက်အဲ့ဒီလိုသဘောတူညီချက်ကပိုပြီးလုံခြုံရေးအမခန့်ချက်ပေးတယ်လို့ Fort New York ရုံးမြင့်တန်ကြားကတင်းလာနေမှာထုတ်လွှင့်တဲ့အင်တာဗျူးမှာ Bank ကဆိုပါနေပထမအစီကဖန်ထားတဲ့အကျဉ်းသားတွေလှုပ်ကြပြီးဝေဟင်းရေပြင်မှာချက်ချင်းအပြည့်ရဖို့ဖြစ်တယ်လို့ Silemsky ကပြောပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။